ရန်ကုန်တိုင်းမြောင်းကလာပါမြို့နယ်ရွှေပေါကံရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုနိုဝင်ဘာလ19ရက်နေ့ည10:00နာရီအချိန်မှာလက်ပစ်ဘုံတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အုပ်ချုပ်ရေးဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရွှေပေါကံရက်ကွက်အတွင်းနေထိုင်သူတွေစီကသိရပါဗျ။ရွှေပေါကံရက်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင်ပြူစောထီးတွေနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအစည်းအဝေးပြုလုပ်နေတဲ့အချိန်လက်ပစ်ဘုံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါဗျ။ ရွှေပေါကံအုပ်ချုပ်ရေးမှုယုံမှာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်တွေလူစုနေတဲ့အချိန်ပြင်းအမြင့်မိုင်းနှလုံးလက်ပစ်ပုံးတစ်လုံးနဲ့အနိကပ်ပစ်ခတ်ခဲ့တဲ့အတွက်အုပ်ချုပ်ရေးမှုပါထိခဲ့တယ်လို့ရန်ကုန်အာမီမျိုးပြပျောက်ကြားတော်လိုင်းတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်။ ။ဖောက်ခွဲမှုပြုလုပ်ပြီးတဲ့နောက်ရှစ်ပေါကံမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကပိတ်ဆို့စစ်ဆေးရှာဖွေရာတွေကိုလုံနေပြီးလုံခြုံရေးတွေပါတိုးချထားတယ်လို့ဆိုပါရယ်။နိုဘာလာ၁၈ရက်နေ့ည၆နာရီကလည်းလဲကုမြို့နယ်စရက်ကွင်းရက်ွက်အုပ်ချုပ်ရေးမှူးရုံးမှာရွေးကောက်ပွဲအတွက်စည်းဝေးလုပ်နေတဲ့အချိန်လက်ပစ်ပုံနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ပြူစောတီ၂ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ပြပျောက်ကြားဒေါ်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါရယ်ရှင်။ ရခိုင်ရေပိုင်နဲ့ထဲဝင်ရောက်ပြီးငါးခိုးဖမ်းတာတွေပြစ်လုနေတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေကိုစက်တိုက်ဖမ်းဆီးတာတွေပြစ်လုနေရလို့အရခတက်တော်ရဲ့ကမ်းခြေဆောင်တက်နေနေဆက်သူတွေစီကသိရပါဗျ။နိုဝင်ဘာလ18ရက်နေ့ကရခိုင်ရေပိုင်နဲ့အတွင်းငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား16ယောက်ကိုမောင်တော်မြို့နယ်တဝင်းချောင်းရွာဟောင်းအနီးနဲ့ရတိတောင်မြို့နယ်ချင်းကလေးကျေးရွာအနီးတွေမှာစက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်။ နိုဘာလ12ရက်နေ့ကလည်းရသေးတောင်မြို့နယ်ကိုးတန်ကောက်နယ်ချင်းကလေးကြီးရွာနီးမှာရှိတဲ့ရခိုင်ရေပိုင်နယ်အတွင်းမှာငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား21ယောက်ကိုငါးဖမ်းဆက်လီငါးစင်းနဲ့အတူဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီအရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့အေအေရဲ့ကမ်းခြေဆောင်တပ်နဲ့နှိစက်သူတွေကပြောပါရတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာရခိုင်ပြည်နယ်ကိုကျူးကျော်ဝင်ရောက်ပြီးငါးဖက်နာတွေကြောင့်ဖမ်းဆီးခံရသူတွေကိုအစောပိုင်းကဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGBC ကိုလွှဲပြောင်းပေးခဲ့ပေမဲ့နောက်ပိုင်းမှာတော့လွှဲပြောင်းပေးတာတွေမရှိတော့ဘဲအရေးယူတာတွေကိုပြုလုပ်နေတာလည်းဖြစ်ပါရဲ့ရှင်။ ထိုင်းနိုင်ငံမှာနေဆက်ကိုတရားမဝင်ဖျက်ချော်ဝင်ရောက်လာသူတွေကိုအပူလှိုင်းအာယုံခံကရိယာတွေတုံးပြီးရှာဖွေဖမ်းဆီးနေရလို့ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူရဲလှောက်ရှာမှုကော်မတီ JCPA ကပြောပါတယ်ဒီလိုဖမ်းဆီးတဲ့အတွက်ထိုင်းနိုင်ငံကကချနာပူရီဘက်ကိုမြန်မာနိုင်ငံကနေတရားမဝင်ဝင်ရောက်လာသူတွေအများဆုံးဖမ်းခံနေရပြီးဒုတိယအများဆုံးအနေနဲ့မဲဆောက်မြို့ကိုတရားမဝင်ဝင်ရောက်လာသူတွေဖမ်းဆီးခံနေရတယ်လို့ JCB ဥက္ကဋ္ဌဦးမိုးဂျိုးကပြောပါရယ် ထိုင်းကိုတရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးခံရတဲ့မြန်မာအရေးအတွက်ဟာ2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိ10လအတွင်းလူဦးရေ1000ကျော်ရှိခဲ့ပြီးလစဉ်လူဦးရေ800ကနေ1000ကျားတရားမဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးခံနေကြရတာပါ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပြည်တွင်းကလူငယ်တွေကိုပုံစံမျိုးစုံနဲ့ဖမ်းဆီးတာပြစ်ခတ်တပ်ဖြတ်တာတွေအပြင်အာဓမစစ်မှုထမ်းခိုင်းတာတွေပေါ်တာဆွဲတာတွေကြောင့်လူငယ်များစုဟာအိန္ဒိယထိုင်းနိုင်ငံကိုရှာရနီလန်းတွေနဲ့ရွှေ့ပြောင်းနေထိုင်ကြရပြီးအလုပ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်ရှင်စကိုင်းတိုင်းမုံရွာမြို့တောင်ပတ်မန္တလေးမုံရွာသွားကားလမ်းမပေါ်မှာဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်ပိုင်းကစစ်ကားနှစ်စီးမိုင်းဆွဲခံခဲ့ရတယ်လို့မျက်မြင်တွေ့ရှိသူတွေစီကသိရပါဗျ။ စစ်တပ်ကစစ်ကား၄စီးနဲ့မုံရမျိုးကနေမန္တလေးဘက်ကိုထွက်လာတဲ့အချိန်မအူရွာနဲ့မုံရွရွာကြားမှာမိုင်းဆွဲခံခဲ့ရတာဖြစ်ပြီးနှစ်စီးပြက်စီးသွားခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒေဆုံးမှုအခြေအနေကိုမသိရသေးပဲမိုင်းဆွဲခံရပြီးတဲ့နောက်ခီးသွွားကားတွေနဲ့ကုန်ကားတွေကိုတားဆီးစစ်ဆေးကမိုင်းဆွဲခံရတဲ့ကားတန်းကိုကြီးစုခွဲ့မပေးဘဲအမြန်မောင်းခိုင်းတယ်လို့ခီးသက်တဲ့ရေမောင်းတယောက်ကပြောပြပါဗျ။ စစ်တပ်ကဂျမ်ဘာကား2စီးစစ်နပိန်ကား2စီးနဲ့ထွက်လာတာကိုတိုးတင်တင်ရတဲ့အတွက်မိုင်းဆွဲတက်ခိုက်ခဲ့တာဖြစ်ပြီးခီးသွားကား2စီးကိုချော့ဆွဲကမန္တလေးဘက်ကိုတက်မောင်းသွားတယ်လို့ PDF ရေးပေါ်တယောက်ကပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့မနက်9နာရီလောက်ကလည်းဆလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေကျင်းနီတွေတဲဆောင်လာတဲ့အတွဲက23စီးပါရင်တန်းကိုမုံရွာမန္တလေးလမ်းပိုင်းကနေမိုင်းဆွဲတက်ခိုက်ခဲ့ပါသေးတယ်ရှင် ိုင်ငံမဲဆောက်မြို့မှာဒီကနေ့နိုဝင်ဘာလ20ရက်နေ့ကကြာရောက်တဲ့ကမ္ဘာကလေးများနေ့အခမ်းအနားပြုလုပ်ကျင်းပခဲ့တယ်လို့ပွဲစီစဉ်သူတွေစီကသိရပါဗျ။ကမ္ဘာကလေးများနေ့မှာမြန်မာနိုင်ငံရဲ့စီရေးပရိပခတွေကြောင့်ပြောင်းရွှေ့လာကြတဲ့ကလေးသူငယ်တွေရဲ့အခွင့်အရေးနဲ့ပညာရေး၊ကျန်းမာရေးအသိပညာပေးအစီအစဉ်တွေပြုလုပ်ခဲ့ကြတယ်လို့ဆိုပါရယ်။အကြောင်းမျိုးမျိုးကြောင့်ထိုင်းနိုင်ငံရောက်လာကြတဲ့ကျောင်းသားကျောင်းသူတွေရဲ့ရင်တွင်းခန်းစားချက်တွေကိုဖြေလျှော့ပေးခဲ့ကြတယ်လို့ကမ္ဘာကလေးများနေ့အခမ်းအနားကိုတက်ရောက်လာသူကပြောပါရယ်။ ကမ္ဘာကလေးများနေ့ကိုထိုင်းနိုင်ငံမဲဆောက်မြို့ကခရိုင်မှုအာဆီယံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်ရွှေပြောင်းချောင်းကဆရာဆရာမတွေထိုင်းဖုံးတော်ကြီးတွေနဲ့ထိုင်းနိုင်ငံရောက်မြန်မာအကြောင်းသားကလေးငယ်တွေတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ကမ္ဘာကလေးများနေ့ကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာနှစ်စဉ်ကျင်းပလေးရှိပြီးအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ထိုင်းအာဏာပိုင်တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ ရွှေကောက်ပွဲမှာကြံ့ခိုင်ပါတီကအနိုင်ရလို့ပေးထားတဲ့ကတိတွေမတည်ရင်သူ့ရဲ့မျက်နှာကိုလက်တီးနဲ့ထိုးပါလို့နွန်ဘာလ19ရက်နေ့ကပြုလုပ်တဲ့ရန်ကုန်တိုင်းပါတီမဲဆွဲပွဲမှာဥက္ကဋ္ဌဦးခင်ကြီးကပြောခဲ့ပါတယ်။မနေ့ကနေ့လယ်ကရန်ကုန်မြို့သူဝနမိုးလုံလေလုံအားကစားပွဲမှာပြုလုပ်တဲ့ရန်ကုန်တိုင်းကြံ့ခိုင်ပါတီရဲ့မဲဆွဲစည်းရုံးပွဲမှာဥက္ကဋ္ဌဦးခင်ကြီးကအခုလိုမျိုးပြောဆိုခဲ့တာပါ။ နိုင်ငံဝန်ထမ်းငယ်တွေအခမဲ့ခီးသွားလာခွင့်ရရေး၊ကုံစည်းနှုံးကြဆင်းရေး၊လယ်သမားတွေကျွေးမိကင်းရှင်ရေးစတဲ့ဂရီကွက်တွေကိုကြန့်ခိုင်ပါတီကပေးထားပြီးဒါတွေကိုမလုံနိုင်ခဲ့ရင်လက်သီးနဲ့လာထိုးဆိုပြီးမဲဆွယ်ခဲ့တာပါ။ 2010တုန်းကလည်းကျန်းခိုင်ပါတီဥက္ကဋ္ဌဟောင်းဦးတန်းထေကအခုလိုမျိုးမဲဆွဲခဲ့ဖို့ပဲမဲ့တကယ်တမ်းမှာတော့ကိုကျိုးစီးပွားပဲကြီးခဲ့တယ်လို့နိုင်ငံရေးလေလာသူတယောက်က ADV ကိုပြောပါရယ်ဒီဇင်ဘာလမှာဆေအိုဆိုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာကျန်းခိုင်ပါတီကအခုစလဲပေါင်း1000ကျော်ဝင်ပြိုင်မှာဖြစ်ပါရယ်အာနာသိန်းစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုံချကြဖို့အမျိုးသားညွညွရေးအစိုးရ NUG နဲ့တောင်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါရယ်ရှင် မြန်မာနိုင်ငံရဲ့ပုံမှန်နှန်ဆိုင်လာနေတဲ့ပြည်ပခါကိုကင်တွယ်ဖြည့်ရှင်းဖို့အချိန်သိမ့်မကြံတော့တဲ့အကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့အမေရိကန်လွှတ်တော်အမတ်တွေကနိုဝင်ဘာလ16ရက်နေ့မှာတတိပေးလိုက်ပါတယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီကလက်ခံကျင်းပပြီးအရှေ့အာရှနဲ့ပစိဖိတ်ဆိုင်ရာဆက်ကော်မတီအဖွဲ့ဝင်တွေပါဝင်တဲ့မြမအရေးကြားနာပွဲမှာအခုလိုပြောလိုက်တာပါ။ အရှေ့အာရှနဲ့ Pacific ဆိုင်ရာဆက်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ Miss Yang Kim ကမြန်မာနိုင်ငံရဲ့နှဆိုင်လာနေတဲ့လူသားချင်းစာနာထောက်ထားမှုနဲ့လုံခြုံရေးဆိုင်ရာအကြက်တဲတွေကိုမိမောင်းထိုးပြခဲ့တယ်လို့မြန်မာဆဲအုပ်စုနဲ့ဆက်ဆက်နေတဲ့ကြားဖြန့် online ဝင်လင်ခိုင်းတွေပြန့်နှံ့လာတာအပါအဝင်အဓိကပြဿနာတွေကိုလည်းထောက်ပြခဲ့တာပါ။ အမေရိကန်ရဲ့အရေးယူဆောင်ရွက်မှုမရှိရင်မြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံအဖြစ်နဲ့အတူနိုင်ငံဖြတ်ကျော်ရဇဝဲမှုတွေရဲ့ပဟိုချက်အဖြစ်နဲ့ဆက်လက်ရှောက်လှမ်းရလိမ့်မယ်လို့လည်းဥပဒေပြုအမတ်တွေကသတိပေးပါတယ်။ဒါ့အပြင်မြန်မာပြည်အတွက်လူသားချင်းစာနာမှုအကူအညီတွေကိုစစ်ကောင်စီကနေတဆင့်မဟုတ်ဘဲဒေသခံအရေးဖက်အဖွဲ့အစည်းတွေစီကနေတဆင့်နေဆက်ဖြတ်ကျော်ပေးပို့ဖို့ဆွေးနွေးခဲ့ကြပါတယ်ရှင်။ တနင်္သာရီတိုင်းဖုတ်ပြင်းမြို့နယ်မှာတက္ကသိုလ်တက်နေတဲ့ကျောင်းသားကျောင်းသူတွေကိုစစ်တပ်လက်အောက်ခံမြို့နယ်ထွေအုပ်ဦးစီးကအနော်မာလာ၁၈ရက်နေ့မှာအတင်းကျပ်ဖိအားပေးပြီးတိုတင်မဲပေးခိုင်းနေတယ်လို့ဖုတ်ပြင်းဒေသခံတွေစီကသိရပါဗါဟုတ်ပြင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးစီကနေတဆင့်ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုမြို့နယ်ထွေအုပ်ရုံမှာကြိုတင်မဲပေးဖို့အတင်းကျပ်ဖိအားပေးစေခိုင်းနေပြီးမဲမပေးတဲ့သူတွေကိုကျောင်းတက်ခွင့်နဲ့ဘွဲ့ယူလို့မရအောင်လုပ်မယ်ဆိုပြီးချင်းချောက်ပြောဆိုခဲ့တယ်လို့ဆိုပါရယ် ဖောက်ပြင်းမြို့နယ်ကနေတခြားတိုင်းဒေသနဲ့မြို့နယ်တွေမှာကျောင်းသားတက်နေတဲ့အသက်၁၈နှစ်ပြည့်ပြီးသားကျောင်းသားကျောင်းသူတွေကိုစီးရင်ယူထားပြီးဖိအားပေးနေတာဖြစ်တယ်လို့ဖောက်ပြင်းဒေသခံကပြောပါတယ်။အသက်၁၈နှစ်ပြည့်ပြီးတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုမဲပေးခွင့်မဆုံးရှုံးစေဖို့နိုဝင်ဘာလ၁၈ရက်နေ့ကနေ၂၁ရက်နေ့အထိကြိုတင်မဲပေးနိုင်တယ်ဆိုပြီးတော့ရွေးကောက်ပွဲကော်မရှင်ကနိုဝင်ဘာလ၈ရက်နေ့မှာကြေညာထားပါတယ်။တနင်္သာရီတိုင်းကဘိတ် ကော့တောင်းနဲ့တဝယ်မြို့နယ်တွေမှာတော့ကျူတင်မဲပေးဖို့ဖိအားပေးတာမျိုးမရှိသေးဘူးလို့တက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသားတချို့စီကသိရပါတယ်ရှင်။ပဲခူးတိုင်းဝေါ်မြို့နယ်မှာငွေကြက်တန်ပေါင်း8500တန်ဖိုးရှိတဲ့စိတ်ကြွဆေးတွေဖမ်းမိတယ်လို့စစ်တပ်ရဲ့ပြန်ကြားရေးသတင်းမှာနိုဘာလ19ရက်နေ့ညကဖော်ပြပါဗျာ။ နွန်ဘာလ၈ရက်နေ့ည၇နာရီကမူရစေဝါတားဆီးနေနေရဲတွေနဲ့ပူပေါင်းအဖွဲ့တွေဟာပဲခူးတိုင်ဝေါ်မြို့နယ်ညောင်ခါရှိရွာနာမှာမိုင်းဆွေမောင်းနှင်လာတဲ့ Isuzu 6ပြီးကားကိုတရင်အရစစ်ဆေးရှာဖွေခဲ့တာမှာကားပေါ်ကနေဒေသကာလာတန်ဘိုးငွေကျပ်တန်း8500တန်ဘိုးရှိတဲ့စိတ်ကြွဆေးပြား၅တန်းကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ် ထပ်မံစစ်ဆေးဖော်ထုတ်ချက်တွေအရဖမ်းဆီးရမိတဲ့စိတ်ကြွဆေးပြားတွေကိုမန္တလေးမြို့ကနေဖမ်းမြို့ကိုတယ်ဆောင်ခိုင်းသူဟာမန္တလေးမြို့နေမြန်မင်းဦးဖြစ်ပြီးဆေးပြားတွေကိုတယ်လာတဲ့ကားကိုဆွဲတော်ကားဝင်လာလာရောက်ပို့ဆောင်သူဟာပြည်ဦးလေမြို့နေအောင်မျိုးဝင်းတို့ဖြစ်တယ်လို့သိရပြီးသူတို့ကိုတော့အခုချိန်ထိမဖမ်းမိသေးဘူးလို့သိရပါတယ်ရှင်။ မကွေးတိုင်းမြိုင်မြို့နယ်အနောက်ပိုင်းကကံကြီးရွာကိုစစ်ကောင်စီတပ်ကဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်တနာရီခွဲလောက်မှာပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရတား9ယောက်သေဆုံးပြီးအယောက်20ဝန်းကျင်ထဏ်ရရှိသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ စစ်တပ်ကလေကြောင်းကနေပုံကျဲခဲ့တဲ့အတွက်ကံကြီးရွာကအရတားကလေး၃ယောက်နဲ့လူကြီး၂ယောက်ပွဲချင်းပြီးတိုက်ဆုံခဲ့ကအယောက်၂၀ကျော်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါပြင်နေခွနှလုံးလေးပျက်စီးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်တပ်ကမြိုင်မြို့နယ်ဘက်ကိုစစ်ကြောင်းထိုးနေပြီးကံကြီးရွာတရွာတဲကို၂၀၂၅ခုနှစ်ထဲမှာလေးချိန်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတွေဟာလေကြောင်းရံကိုစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ဒါပြင်အာနာသိန်းစစ်တပ်ကအနော်ဘာလစောပိုင်းကစပြီးမြိုင်နယ်ပေါင်းမြို့ နယ်တွေကိုအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံထောင်နဲ့ချီစစ်ပေးရှောင်နေကြရတယ်လို့သိရပါပါတယ်ရှင်။